2014ခုနှစ်မတ်လ10ရက်မနက်10:19မိနစ်ဒီခိုက်တပ်ဟာကွာလာလမ်ပူးကနေပင်စင်ကိုညခီးစဉ်ပြတ်တမ်းမဲ့မလေးရှားခီးတဲ့တီလင်းရင် MH 380ရဲ့နောက်ဆုံးစက္ကန့်မိနစ်အချိန်တွင်ဖြစ်သွားလိမ့်မယ်လို့လင်းရင်ပေါ်မှာပါလာတဲ့239ရောက်စလုံးသိလိုက်ကြမှာမဟုတ်ဘူး Terrain Terrain Pull up Pull up လင်းရင်ဘလို့ပြောက်သွားလဲ ဘယ်သူကလင်းရင်ကိုထိန်းချုပ်ပြီးကမာမီဘောကနေဖြောက်ဖြက်ပြစ်လိုက်တယ်ဆိုတာကိုလည်းဒီနေ့အထိဘယ်သူကမှရေရရမသိကြဘူးလင်းရင်မှုကပဲယူမှိုက်ပြီးဆူဆိုက်လုပ်သွားတာလားနိုင်ငံတကာစစ်စင်ရေးတခုလားဒါမှမဟုတ်စိတ်ကူးနဲ့တွေးကြည့်လို့မရတဲ့အထူးဆန်းတဲ့အကြောင်းရင်းတွေရှိနေမလား 2014ခုနှစ်မတ်လ10ရက်နေ့တကောင်ကျော်ည42မိနစ်မှာမလေးရှားလေကြောင်းလိုင်းခရီးစဉ်380 Boeing 777လေယာဉ်ဟာအရှိမြောက်ဖက်တောင်တရုတ်ပင်လယ်ကိုဥတီပြတ်တန်းခဲ့တယ်။ပူးတွဲလေယာဉ်မှု Farrell Hammer ကအသက်28နှစ်အတည့်အမှတ်ပြုလေယာဉ်မှုဖြစ်ဖို့လေ့ကျင့်ရေးပြတ်တန်းမှုတစ်ချိန်မဲလိုတော့တဲ့သူအဓိကလေယာဉ်မှု Zahari Amesha ကအသက်53နှစ် မလေးရှားလီချောင်းလိုက်ရဲ့အလေးစားခံရဆုံးလင်းရင်မှုတွေတဲ့ပါတယ်။ပိုင်းလို့၂ယောက်ရဲ့မလေးရှားလူမျိုးလင်းရင်မဲ၁၀ယောက်ရဲ့ခရီးသည်229ဦးရဲ့စုစုပေါင်း239ယောက်လင်းရင်မော်ပါလာပြီးခရီးသည်အများစုကတရုတ်လူမျိုးတွေနောက်ပြီးမလေးရှား၊အင်ဒိုနီးရှား၊အော်စတြေးလျ၊အိန္ဒိယ၊ပြင်သစ်အမေရိကန်၊အီရန်၊ယူကရိန်း၊ကနေဒါ၊နယူးဇီလန်၊နယ်သာလန်ရုရှားနဲ့ထိုင်ဝမ်နိုင်ငံသားတွေလည်းပါတယ်။ တန်မီပထမမိနစ်40ကထူးခြားမှုမပြသေးဘူးမနက်တနာရီ16မိနစ်မှာနေရင်ကမလေးရှားလေပိုင်နဲ့အဆုံးကိုနီးကပ်လာတယ်မလေးရှားလေကြောင်းထိချုံရေးစခန်းကလေရင်မှုကိုဆက်သွယ်ပြီးပီအန်အန်နိုင်ငံဟိုချီမင်းမြို့လေကြောင်းထိချုံရေးစခန်းကိုအကြောင်းကြားခိုင်းတယ်အဲဒီမှာလေရင်မှုစာဟာရီက good night malaysian 370မင်္ဂလာညချမ်းမှာမလေးရှား3039လို့ပြန်ပြောခဲ့တယ် ဒီစကားကလေရင်စီကနေနောက်ဆုံးကြလိုက်ရတဲ့စကားလေရင်ဟာ BNN လေချောင်းထိ ंछ ုံကြီးစကန်းကိုတစ်ချိန်မှမဆက်သွယ်ခဲ့ဘူးနောက်တော့လေရင်ဒီနေရာကိုဖော်ပြပေးတဲ့ကရိယာကိုပိတ်ပစ်လိုက်ပြီးအရက်ဖက်ရေဒါကနေပြောက်ွယ်သွားတယ်နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေအရ BNN ဘက်ကလည်းလေရင်ကိုဆက်သွယ်ဖို့မအောင်မြင်ခဲ့တဲ့အခါ မလေးရှားလေးချောင်းထိန်းချုပ်ရေးဘက်ကိုတက်မှတ်ထားတဲ့လုံထုံးလုံကြီးတွေအတိုင်းချက်ချင်းအကြောင်းမကြားခဲ့ပဲနှောက်နေခဲ့တာကိုတွေ့ရတယ်လေရဲ့ဂျိုရုဆက်သွေးစနစ်ကလေဟာရေဒါကနေပျောက်ပြီးနောက်6နိုင်ကျော်တဲ့အထိအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဘက်ကိုပြန်တန်းနေခဲ့တဲ့ဆိုတဲ့အချက်ပြမှုတွေကိုပေးပို့ခဲ့တယ်။ အဲ့ဒီကနေ2015ခုနှစ်ဇူလိုင်မှာအိန္ဒိယသမုဒ္ဒရာအနောက်ဖက်ချမ်းမာရှိတဲ့ Reunion Island မှာနေရပိုင်းစားကိုပထမဆုံးတွေ့ခဲ့ကြပြီးနေဟာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာပြတ်ချသွားတယ်လို့အတည်ပြုလိုက်ကြတယ်ဖြစ်ပျက်ကို MH370 The Plane That Disappeared နာမည်နဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူးပြီး Netflix ကနေပြခဲ့တယ်။ဒီရုပ်ရှင်ကိုရိုက်တဲ့ဒါရိုက်တာ Louis Mackinson က မိုဘိုင်းဖုန်းတွေရေဒါတွေဂျိုလူတွေနဲ့ခြေရာကန်စနစ်တွေရှိနေတဲ့ကမ္ဘာမှာနေနေကြတာတော့အခုလိုဆယ်စုနှစ်တခုကြာတဲ့အထိသဲလွန်စနည်းနည်းပဲတွေ့သေးတာကထူးခြားလွန်နေလို့သူ့ရဲ့အမြင်ကိုပြောတယ်။ရုပ်ရှင်မှာအပိုင်း၃ပိုင်းပါတယ်။လင်းရင်ပြောင်းသွားတဲ့ဖြစ်နိုင်ခြင်းအကြောင်းရင်း၃ခုလူတွေထင်ကြီးပေးများတဲ့ theory ၃ခုကိုရုပ်ရှင်မှာထည့်ရိုက်ထားတယ်။ပထမအပိုင်းက the pilot အဲ့ဒီမှာလင်းရင်မှုဇာဟာရီအမေရှာက လင်းရင်မောင်ကလူတွေကိုတင်စီလိုတဲ့ UN ချန်နဲ့လင်းရင်ကိုတမင်တခါအိန္ဒိယသမုဒ္ဒရာနဲ့ထိုးစင်းနေတာဖြစ်နိုင်တယ်ဆိုတဲ့ theory ကိုတင်ပြထားတယ်။ The High Jack ဆိုတဲ့ဒုတိယပိုင်းမှာ American လေးချောင်းတရင်တော့ Jeff Weiss ရဲ့ theory ကိုမြင်ရမယ်။ Russia ထောင်နေရေးတွေက Ukraine Crimea စစ်ပွဲကိုအာရုံလွှဲခြင်းလို့လင်းရင်ရဲ့ first class ကန်ကနေခုံဝင်ပြီးလင်းရင်ကိုပြန်ပြီးဆွဲသွားတာဖြစ်နိုင်တဲ့ယူဆချက်ကိုတွေ့ရမယ်။ရုပ်ရှင်ရဲ့တတိယပိုင်းမှာတော့ တင်တဲ့သတင်းစာတိုက်ကအရှိတောင်အရှာသတင်းတောင် Florence D. Changi ရဲ့ theory ကိုပြထားတယ်။လေယာဉ်ပေါ်မှာရှိတဲ့လျှို့ဝှက်ကုန်ပစ္စည်းတွေတရုတ်နိုင်ငံကို မရောက်အောင်အမေရိကန်စစ်တပ်ကနေတောင်တရုတ်ပင်လယ်မှာပစ်ချခဲ့တာဖြစ်နိုင်တဲ့ယူဆချက်ကိုပြထားတယ်။လေယာဉ်အစနာပြောင်းသွားတဲ့ကိစ္စအတွက်နောက်ဆက်တွဲအရေးယူမှုတွေရောကျေးပေးမှုတွေ လင်းရင်ပျောက်ဆုံးပြီးနောက်ပိုင်းကလေးကရှိခဲ့တယ်။ဒါပေမဲ့ လင်းရင်ပျောက်တဲ့အကြောင်းရင်းကိုအတိအကျမသိကြဘူးဆိုတော့အဲ့ဒီလုပ်ငန်းစဉ်တွေဟာလည်းရှုပ်ထွေးကျန်ကြာခဲ့တယ်။လင်းရင်ပျောက်ပြီး2014ခုနှစ်ကလေးကမလေးရှားလေကြောင်းလိုက်ဟာခီးသည်ရီနဲ့အမှုရန်တွေရဲ့မိသားစုတွေကိုအမေရိကန်ဒေါ်လာ5000ရာယီကျော်ကြီးပေးမယ်လို့ကန့်လန့်ခဲ့တယ်။တချို့မိသားစုတွေကတော့အဲ့ဒါကိုလက်ခံကြတယ်။ သဘောတူစာချုပ်ဖြစ်တဲ့မွန်ထရီရဲ့သဘောတူညီချက်အရလေချောင်းမတော်တဆဖြစ်ရတဲ့အတွက်လေချောင်းလိုင်းကတာဝန်ယူရတယ်။လေချောင်းလိုင်းဘက်ကသူတို့ရဲ့အပြစ်မဟုတ်ဘူးဒါမှမဟုတ်ပြင်မအဖွဲ့စည်းတစ်ခုခုရဲ့အမှားကြောင့်ဆိုတာကိုတည်တည်မပြနိုင်ရင်ခရီးသည်မိသားစုတွေကိုရောချေးပေးဖို့တာဝန်ရှိတယ်။တရုတ်နိုင်ငံသားအများစုပါဝင်လာကြတော့တရုတ်နိုင်ငံဘေကျင်းမှာ2023နှစ်နိုဝင်ဘာကစတင်ပြီးလေယာဉ်မော်လိုက်ပါသွားတဲ့ခရီးသည်အများပြားရဲ့မိသားစုတွေက တရားရုံးမှာရောချေးတွေတောင်းခဲ့ကြတယ် တချို့မိသားစုတွေဆိုရင်မလေးရှားနေကြောင်းလိုင်းကိုရောလင်းရင်ထုတ်လုပ်တဲ့ဘူရင်ကုမ္ပဏီကိုရောအင်ဂျင်ထုတ်လုပ်တဲ့ Rolls-Royce ကုမ္ပဏီတို့ကိုပါတရားစွဲခဲ့ကြတယ်390ပြည့်ဟာလေချောင်းသမိုင်းမှာအကြောင်းရင်းအတိအကျမသိရတဲ့ပြက်ကျမှုဖြစ်နေလို့တရားစွဲမှုတွေကလည်းရှုတ်ထွေးခဲ့တယ်။လင်းမောပါသွားတဲ့ခရီးသည်တွေရဲ့မိသားစုတွေကမလေးရှားလေချောင်းလိုက် အရက်ဖတ်နေကြောင်းဌာနတယ်မကပဲမလေးရှားအစိုးရမလေးရှားစစ်တပ်တို့ကိုပါပေါ့လျော့မှုနဲ့တရားစွဲခဲ့ကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကညှဉ်းချရဖို့ပဲမဟုတ်ဘူးလည်းရင်ဘာဖြစ်ခဲ့တယ်လဲဆိုတဲ့အမှန်တရားကိုဖော်ထုတ်ပေးဖို့ဖိအားပေးချင်တာလည်းပါတယ်နောက်ပိုင်းခရီးတဲ့130ကျော်ရဲ့မိသားစုတွေကလေကြောင်းလိုင်းနဲ့ခြေအမှုယူပြီးညှဉ်းချတွေရခဲ့ကြတယ် ဇန်နီနဲ့တာသမီ၃ယောက်ဆုံးရှုံးလိုက်ရတဲ့တင်သက်စီမွားရေးလုပ်ငန်းရှင်တယောက်ကဆွဲထားတဲ့အမှုပဲအခုထိရှိနေသေးတယ်။မလေးရှားအစိုးရဟာအမေရိကန်ကုမ္ပဏီဖြစ်တဲ့ Ocean Infinity နဲ့လင်းရင်ရှာဖွေရေးပြန်လည်စတင်မှုသဘောတူထားတယ်။အရင်ရှာဖွေမှုတွေလိုပဲ No Fly No Fee မတွေ့ရင်ရှာဖွေကပေးစရာမလိုတဲ့စနစ်နဲ့ရှာကြမှာပါ။ Ocean Infinity ဟာ2025အစောပိုင်းမှာရှာဖွေရေးပြန်လုပ်လိုက်သေးတယ်။အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းဒေသမှာရာသီဥတုအခြေအနေကြောင့်အဲ့ဒီရှာဖွေရေးကိုရပ်လိုက်ရတယ်။မလေးရှားပို့ဆောင်ရေးဝန်ကြီးပြောပုံအရ2025နှစ်ကောင်မိုင်းဒါမှမဟုတ်ရာသီဥတုကောင်းတဲ့အချိန်မှာလင်းရင်ကိုထပ်ရှာကြမှာဖြစ်ပါတယ်။ MH 380ဖြစ်ရဟာလေကြောင်းလောကရဲ့အစံပြားဆုံးအတိတ်ဆိုးတစ်ခုဖြစ်သလို လောက်ပဲတိုးတက်နေပါစေဒီကမာမြေကြီးရဲ့နန်းနေတဲ့ဗဟင်ကြီးတွေကနေလူသားတွေမလို့မြောက်နိုင်မှုဆိုတာကိုသတိပေးလိုက်ခြင်းပါပဲ။